အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်လုပ်ပြမယ့် tutorial ကကျွန်တော်တို့ဒီ Facebook monetization ပြဿနာလေးပေါ့နော် Facebook monetization ပြဿနာလေးတွေကိုကျွန်တော်တို့ဘယ်လို report တင်ရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာကိုအဆုံးထိကြည့်လိုက်ရအောင်အရင်ဆုံးဒီ asset လေး39ရဲ့ profile ထဲကိုဝင်လိုက်ပါဝင်ပြီးတော့မှဒီ personal dashboard ထဲကိုသွားပါ personal dashboard ထဲကိုသွားပြီးတော့ကျွန်တော်တို့ဘာတွေများဒီ issue ဖြစ်နေလဲပေါ့နော်ဒီနေရာမှာ restart ဖြစ်နေလဲဆိုတာကိုတစ်ချက်လောက်စစ်ကြည့်ပါမယ်ပြီးလို့ရှိရင်ဒါလေးတွေရှိပြီးတော့ဒါလေးကိုကျွန်တော်တို့ screenshot ရိုက်လိုက်မယ်ပေါ့နော်အဲ screenshot တစ်ပုံရိုက်လိုက်တယ်ပြီးလို့ရှိရင်ဒီအပေါ်နာလေးကညာလေးကိုနှိပ်ပြီးတော့ပြန်ထွက်မယ်ပြီးလို့ရှိရင် monetization ဆိုတဲ့အခါလေးကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်ကြည့်လိုက်မယ် နှစ်ကြည့်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ monetization ကငွေရှာခြင်းဆိုင်ရာကဒီလိုမျိုးလေးတွေဖြစ်နေတယ်ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်နေတယ် screenshot ရိုက်လိုက်ပါ screenshot ရိုက်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုကျွန်တော်တို့တွားရပါမယ်အဲ့ဒါကတော့ဒီအပေါ်နာလေးက your profile is not longer earning money earning money okay so let's view အဲဒါလေးကို view နှိပ်လိုက်မယ်ပေါ့နော်ဒါလေးကို view နှိပ်ပြီးတော့ဒါလေးကိုလည်းကျွန်တော်တို့ screenshot ရိုက်ပေးရပါမယ်ပြီးလို့ရှိရင် find out more ဆိုတာလေးကိုနှိပ်မယ် okay ဒါလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင် detail လေးရောက်လာမယ် detail လေးရောက်လာပြီဆိုလို့ရှိရင် screenshot ရိုက်ပေးလိုက်ပါပြီးလို့ရှိရင်အပေါ်နာလေးအများလေးကိုနှိပ်ပြီးတော့ပြန် track ပါမယ်ပြန်ထွက်ပြီးတော့မှဒီအောက်လာလေးမှာကျွန်တော်တို့ screenshot ရိုက်ဖို့300ရှိသေးတယ်ပေါ့နော် star ကိုနှိပ်လိုက်မယ်โอเค star ကိုနှိပ်လိုက်ပြီးပြီဆိုတာနဲ့ screenshot ထပ်ရိုက်မယ် okay ဒါလေးကိုလည်းထပ်ရိုက်မယ်ပြီးလို့ရှိရင်ပြန်ထွက်မယ်ပြန်ထွက်ပြီးပြီဆိုတာနဲ့ဒီမှာ add on reels ဆိုတဲ့ဟာကိုနှိပ်မယ် okay ဒီနေရာလေးကိုလည်းကျွန်တော်တို့ချက်လက် screenshot ရိုက်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင် subscription ဆိုတာဟာလေးကိုတစ်ချက်နှိပ်မယ်။ Okay. ဒီကောင်လေးကိုဒီဟာလေးစမ်းကြည့်အောင် try now okay ဒီနေရာမှာကြာတော့ကိုလိုချင်တဲ့ကိုရဲ့ channel ရဲ့ comment ထဲမှာ automatic သူက pin အဖြစ်နဲ့ရှိနေမယ်ပေါ့နော်ကိုကြိုက်တာရေးထည့်ပေးလိုက်ပါပြီးလို့ရှိရင်ပြန်ထွက်လိုက်ပါ okay ဒါတွေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်မှာနှုတ်နဲ့ရေးထားတဲ့ဒီဟိုတင်းရှိတယ်ပေါ့နော်ဒီကျွန်တော်တို့ report တင်မဲ့စာသားရှိတယ်ရှိတဲ့ခါကျတော့ကျွန်တော်တို့ပြန်ထွက်လိုက်ပါအားလုံးကိုပြန်ထွက်ပေးလိုက်ပါ ပြန်ထွက်ပေးပြီးတော့ဒီအဆက်လေး30ကနေပြီးတော့ပြန်ဝင်မယ်ပြီးလို့ရှိရင်အပေါ်နာလေးဆွဲတင်လိုက်ပါပြီးလို့ရှိရင် help and support ဆိုတာရှိရဲအဲ့ဒါလေးကိုတစ်ချက်တော့နှိပ်မယ်နှိပ်ပြီးပြီဆိုတာနဲ့ဒီမှာ report a problem ဆိုတာရှိရဲအဲ့ဒါလေးကိုတစ်ချက်တော့နှိပ်ပေးလိုက်ပါ okay ဒါလေးကိုနှိပ်ပြီးပြီဆိုတာနဲ့ report problem ဆိုတာလေးကိုနှိပ်မယ်ခဏလောက်စောင့်ပေးလိုက်ပါ တခါတလေသူ့ရဲ့ကြာမြင့်ချိန်ကဒလဒလကနေပြီးတော့15ရက်ဒါမှမဟုတ်ရင်ဒလနဲ့ဒလခွဲလောက်ကြာကောင်းကြာနိုင်တယ်ဗောနော် Okay ဒီနေရာလေးကိုရောက်လို့ရှိရင်အော် so sorry ကျွန်တော်ကျွန်တော်ပြောမိသွားတယ်ဆိုတော့ဒီနေရာလေးကိုရောက်လာပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ page က page လားဒါမှမဟုတ် profile page လားဗောနော်အဲ့ဒါလေးကိုကျွန်တော်တို့ရွှေ့ပေးရပါမယ်ကျွန်တော် page က profile page ဖြစ်တဲ့ခါကျတော့ဒီ profile ကိုပဲကျွန်တော်ရွှေ့ပေးလိုက်ပါတယ် โอเคဒီနေရာလေးကိုရုပ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ note ထဲမှာအသင်ရေးပြီးသားစာသားတွေရှိတယ်ပေါ့နော်အဲ့ဒီစာသားကိုကျွန်တော်တွားယူတွားပြီးတော့ copy ကူးလိုက်မယ်ဒီစာသားလေးပါမိတ်ဆွေတို့လိုချင်လို့ရှိရင်လည်းဒါကို screenshot ရိုက်ပြီးတော့ယူသုံးလို့ရပါတယ်ခင်ဗျာโอเคဒါလေးကိုတစ်ချက်လောက် copy ယူလိုက်မယ် copy ယူပြီးပြီဆိုတာနဲ့ copy ီးလို့ရှိရင်ဒီနေရာကိုသွားမယ်ဒီနေရာကိုသွားပြီးတော့ဒီမှာခြာပေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဆွဆနာကရိုက်ထားတဲ့ screen shot လေးကိုကျွန်တော်တို့တပုံချင်းစီရိုက်ထည့်ပေးလိုက်ပါပြီးလို့ရှိရင်တပုံနှစ်ပုံသုံးပုံလေးပုံငါးပုံ6ပုံခုနှစ်ပုံ โอเคဒါလေးတွေအကုန်ပြီးပြီဆိုတာနဲ့ဒီဘက်မှာအပေါ်နာ တောက်လေးမှာညားလေးကိုတစ်ချက်လောက်နေပြီးတော့ report တင်ပေးရပါမယ်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ report တင်တာပြီးဆုံးသွားပါပြီဖြစ်ပါတယ်ခင်ဗျာနောက်ထပ် video မှာပြန်တွေ့ကြပါမယ်ကြည့်ရှုပေးတဲ့ဒီတိုင်းကိုအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ